Too many bodies in the way. Bruno Fernandes, Harry Maguire! It's another! ဆန်စမူတယောက်ရဲ့ဆက်လက်မိနစ်တွင်းလို့နဲ့လီဗာပူးတို့အုံတုံပေးကြရတယ်။ဒါဟာ United အတွက်ဆယ်စုနှစ်တစ်ခုနီးပါးအန်ဖီမှာအနိုင်ရခဲ့တဲ့မတန်းစုကိုရပ်တန့်နိုင်ရတာဖြစ်တယ်လို့သုံးမှတ်ချက်ပိုတဲ့သွန်အတရလည်းဖြစ်ပါတယ်။ဘိုးသွင်းတဲ့သူကခင်ဗျားတို့ကျွန်တော်တို့နာမည်ပြောင်းပေးထားတဲ့ကောင်းကြီးဆိုတော့ပိုထူးခြားသွားတာပေါ့ဗျာ။ရင်ကအန်ဖီမှာဘိုးသွင်းနိုင်ခဲ့တဲ့ United player တွေကိုလည်းကြည့်လိုက်ပါဦး။ Wayne Rooney ဝမ်မတာဝမ်ပါစီဒေးဗက်စ်ရိုင်းဂစ်ပေါ်လန်စတဲ့ကားမတွေပေါ့အခုတော့ဒီလိုနာမည်ကျော်တွေရဲ့စီးရင်မှာသူ့နာမည်ကိုလည်းထည့်ထားလိုက်ရပြီလေဟာရီဝိုင်ယာသူ့နာမည်ကိုကြားလိုက်တာနဲ့ဘောင်းကြီးဆိုတဲ့နာမည်ပြောင်းရဲ့အွန်လိုင်းပေါ်ကသူ့ကိုဖြိုးထားတဲ့အာတမီမီတွေရဲ့သူတလွဲလုပ်ခဲ့တဲ့ဗီဒီယိုတွေရဲ့ကိုပဲမြင်အောင်ကြမယ်မဟုတ်လား You can speak up when even the opponent fail to score maguire will score for them united လို့အသင်းကိုပေါင်တန်း80ဆိုတဲ့စံချိန်နဲ့ပြောင်းရွှေ့ခြင်းနဲ့ရောက်လာပြီးကမ္ဘာဈေးကြီးဆုံးနောက်ခံလူဖြစ်ခဲ့ပေမဲ့ခြေစွမ်းမပြနိုင်ခဲ့လို့ဝေဖန်လှောင်ပြောင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် that guy there get the hell out man I said last week he shouldn't have played, he's nowhere near it out there. We always talking about pairing him with someone, but what about take him out of the squad? Harry McGregor talking about we need to come together as a group. No, you need to sort your game out. As I said, first of all, I wanted to talk about Harry Maguire. Second of all, I said I was done with Harry Maguire. Harry Maguire, uh, we're learning, has received a bomb threat to his home. <laughs> ူရန်ဆိုင်ခဲ့ရတယ်။လောင်ပြောင်မှုတွေဆိုးလွန်းလို့သူ့အမေကတော့လူသိရှင်ကြားကာကွယ်ပြောဆိုပေးခဲ့ရပါသေးတယ်။ဒါပေမဲ့မကွာရဟာစိတ်တက်ကြရမယ့်အစားကိုယ့်လူကိုပဲဒီဇိုင်းမမတ်လုပ်ခဲ့ပါဗျ။လူတွေကသူ့မှားလုပ်တိုင်းဝေဖန်ကြပေမဲ့သူကယ်တင်ခဲ့တဲ့အခြေအနေကိုတော့မေ့ထားကြပါဗျ။ United အတွက်သူတွင်းခဲ့တဲ့နောက်ဆုံး6ဂိုးကိုလည်းကြည့်လိုက်ပါဦး။ Liverpool နဲ့ပွဲ84မိနစ်မှာအနိုင်ဂိုး။ Grimsby နဲ့86မိနစ်မှာ ခြေပါဘူးလာယုံနဲ့120မိနစ်မှာအနိုင်ကို Iswich နဲ့48မိနစ်မှာအနိုင်ကို Leicester နဲ့63မိနစ်မှာအနိုင်ကို Porto နဲ့62မိနစ်မှာခြေပါဘူး United အတွက်ရေးပါတဲ့ခြေပါကိုတွေနိုင်ကိုတွေကြီးသင်ယူခဲ့တာပါခြေစောင်းမပြနိုင်တဲ့ဘောလုံးသမားတိုင်းဝေဖန်ခံရတာပဲဆိုပေမဲ့သူလိုအမုန်းတရားတွေနဲ့ရောနေတဲ့အောင်ပြောင်မှုတွေမိမိတွေနဲ့ ထရိုးလုတ်ခံရတာမျိုးတွေဇက်တိုက်ခံစားရတာရှားပါလိမ့်မယ်။တင်းကောင်းလောင်ယာလူကဖယ်ရှားခံရသလိုရောင်းထုတ်ခံရဖို့လည်းနီးစပ်ခဲ့တဲ့မကွာရနေနဲ့အခုလိုရေးပါတဲ့ဂိုးတွေသွင်းယူနိုင်တာဟာဝေဖန်မှုတွေကိုအကောင်းဆုံးတုံ့ပြန်နိုင်ခြင်းပါပဲ။လဲကြတာအရင်မကြည့်ဘူးဘလို့ပြန်ထနိုင်ခဲ့တယ်လဲဆိုတာပဲအရေးကြီးတယ်ဆိုတာကို သူကတတိပြခဲ့တာပါ။လက်ကျန်စာချုပ်တတန်းအနှစ်ပဲကျန်တော့တဲ့မကွာရကို United တတန်းတူမာလာဆိုတာဒေချာသေးပဲမယ်ကျွန်တော်မြင်မှာတော့ ်စုကိုစက်ထိန်ထားတင်တယ်လို့မြင်မိပါတယ်။ခေါင်းကြီးတို့ကျွန်တော်တို့နာမည်ပြောင်းပေးထားတဲ့မကွာရနဲ့ပတ်သက်ပြီး comment မှာဆွေးနွေးပေးခဲ့ပါအောင်။နောက်ထပ်ဗီဒီယိုတွေအတွက်လည်း channel ကို subscribe လုပ်ဖို့မေးပါနဲ့။ကျေးဇူးတင်ပါတယ်။